တစ်သားထဲမှာထည့်ပြီးဝှက်ထားခဲ့ကြတဲ့ခရီးယန်တီလာရှင်တပားရဲ့ခေါင်းဖြတ်ကြီး Knowledge TV မြန်မာပရိသတ်များလုံးမဲမင်္ဂလာပါဒီဖြန့်လေးက1942ခုနှစ်တုန်းကဖြစ်ပွားသွားခဲ့တဲ့ခရီးယန်တီလာရှင်တပားရဲ့ဇလန်းအကြောင်းပဲဖြစ်ပါတယ်တရက်မှာ Rosenthal Josephine လို့အမည်ရတဲ့ခရီးယန်တီလာရှင်တပားဟာထိုင်းလန်ဆရာအဖြစ်ဆိုးကြီးတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်အဲ့ဒါကတော့သူမမကိုဝင်ရှိနေတယ်ဆိုတာပါပဲ။ဒါကြောင့်တီလာရှင်တပါဖြစ်နေပါလျက်နဲ့ဘာလို့အခုလိုမသိလျော်တာတွေလုံးရတာလဲဆိုပြီးတခြား sister ကြီးတွေကသူမကိုမရမကမေးပါတော့တယ်။ စစ်သားဂျိုဆဖင်းကလည်းသူဟာဘယ်အောင်ကြားလိနဲ့မှအတူမနေခဲ့ဘူးဆိုတာကိုအမျိုးမျိုးချိန်ပြီးရှင်းပြခဲ့ပါတယ်။ဒါပေမဲ့အခြားစစ်သားကြီးတွေကလွယ်လွယ်နဲ့မယုံကြည်နိုင်သေးတာကြောင့်ဆရာဝန်တွေကိုပါခေါ်ပြီးသူမကိုအပြုတ်စစ်မစစ်စစ်ဆေးခဲ့ကြတာပေါ့။စစ်ဆေးပြီးတဲ့နောက်မှာတော့ထူဆန်းစွာနဲ့ပဲသူမဟာအခုထိအပြုတ်ဆင်စစ်တယောက်ဖြစ်နေသေးကြောင်းတွေ့ရှိခဲ့ရပါတယ်။ဒါကိုဘသူကမှဖြေမထုတ်နိုင်ခဲ့ကြပါဘူး။ပုံဝင်ကြီးနဲ့အပြုတ်ဆင်စစ်ဆိုတာဘလို့မှမဖြစ်နိုင်တဲ့အရာတစ်ခုပေါ့။တချို့ကလည်းဒါကိုအောင်းအဖယ်ဖြစ်ရတဲ့ခုဖြစ်နိုင်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့တချို့က တော့ဒီကိစ္စရဲ့နောက်ကွယ်မှာအခြားခြောက်ခြားစရာကောင်းတဲ့နမိတ်လက္ခဏာတွေရှိနေနိုင်တဲ့ဆိုကောင်ဒီလိုပြောလာခဲ့ကြပါတယ်စစ်စတာဂျိုဆဖင်းတယောက်လည်းဒီကလေးကိုမွေးပြီးတာနဲ့စိတ်မကောင်းစွာနဲ့ပဲကွင်လွန်သွားခဲ့တာပါဒါပေမဲ့သူမရဲ့ကလေးလေးကတော့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်ကလေးရဲ့နာမည်ကမာရီယန်လို့ခေါ်ပါတယ်မာရီယန်လေးဟာတကယ်ကိုတနာစရာကောင်းတာပါမွေးကလေးကအမေကိုလည်းဆောင်းလျှောက်လိုက်ရတယ်လို့ခေါ်စရာအဖေကလည်းရှိမနေပါဘူးဒါအပြင်အပေါင်းဝင်ချင်းကလူတွေကလည်းသူမကိုကြောက်တယ်ဆိုပြီးအမြဲတစေရှောင်တိန်နေခဲ့ကြပါတယ်နောက်ပြီးထိုးကြတာတခုက မာရီယာဟာမိန်းကလေးလည်းမဟုတ်သလိုယောက်ျားလေးလည်းမဟုတ်ပါဘူး။ကြောင်းအင်ကရောမောင်အင်ကပါနှစ်ခုစလုံးပါလာတဲ့ dream လိန်တယောက်ဖြစ်ပါတယ်။ခရီးယန်အကြီးကဲတွေကလည်းဒီကိစ္စအပေါ်အင်မတန်ကိုစိုးရွားတဲ့နမိတ်ဇိုးကြီးတစ်ခုလိုပဲမြင်နေခဲ့ကြတာပေါ့။ဒါအပြင်မာရီယာလေးရှိနေတဲ့အချိန်ပြဿနာတွေဖြစ်ပြီးကန့်စိုးမမမှုတွေကြာလာပြီးဆိုတာနဲ့သူမကိုပဲအမြဲအဖြစ်တင်ပြောဆိုခဲ့ကြတာပေါ့။သူမသက်33နှစ်ပြည့်တဲ့အချိန်မှာတော့ခရီးယန်အကြီးကဲတွေကမာရီယာကိုရစ်ပူစော်ဖို့အတွက်စီစဉ်ကြပါတော့တယ်။ Jesus ကွယ်လွန်သွားခဲ့တာကလည်းအသက်33နှစ်ရွယ်ပါပဲ။ င်ဒါကြောင့်မာရီယာအသက်33နှစ်ပြည့်တဲ့အထိစောင့်ပြီးတော့မကောင်းတဲ့နမိတ်တွေနဲ့အတူသူမကိုယ်လည်းပျောက်ကွယ်သွားအောင်စီစဉ်ခဲ့ကြတာပေါ့ဒါပေမဲ့မာရီယာကတော့ဒါကိုလက်မခံဘဲညှဉ်းဆန်ခဲ့ပါတယ်သူမရဲ့ကံကြမ္မာကိုအခြားလူတွေဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ပြပြသသားပြောဆိုခဲ့တာပေါ့ဒါပေမဲ့လည်းအများနဲ့တယောက်ဖြစ်နေတာကြောင့်သူဘလို့ပဲပြောပြောအသက်ခံရတော့မယ်ဆိုတော့မာရီယာလည်းသိထားပေးတာပေါ့ဒါကြောင့်တရားမှချင်းတူတူသူတို့လက်ထဲမှာအသက်မခံဘဲနဲ့ကိုကိုကိုဆူဆိုက်လုပ်မယ်ဆိုပြီးဆုံးဖြတ်သွားခဲ့ပါတယ်ဒီကိစ္စကအားလုံးကိုပို့ပြီးတော့တုံ့လောက်သွားစေခဲ့တာ ါပါဒီလိုနဲ့ဖာသာဂျီရီကမာရီယာရဲ့ခနာကိုကိုတဲဆောင်ပြီးတော့ဂါနာမန်တန်တွေရွတ်ပြီးနတ်ဆိုးဖြစ်ပြမလာအောင်ချက်ချင်းမဲ့စီစဉ်ကြပြမှာတော့တယ်နောက်ပြီးသူမရဲ့ဦးခေါင်းကိုဖြတ်တောက်ပြီးတော့သစ်သားတစ်ခုတည်းထည့်ပြီးပုံရဟန်းမင်းကြီးရဲ့ပရဝံအောက်ထည့်အနတ်ကြီးမှာနှိမ့်ယောက်ခဲ့ကြတာပဲဖြစ်ပါတယ်ဒီလိုထိုင်းလန်းစရာကိစ္စကြီးဖြစ်ပြသွားခဲ့တာခုဆိုရင်နှစ်ပေါင်း300လောက်ကြာသွားခဲ့ပါပြီ ဒါပေမဲ့အခုချိန်ထိအရီအိုကောင်ကြီးရှိနေသေးတယ်ဆိုတော့ယုံဒန်းစကားတွေကတော့ကြားနေရဆဲပါပဲ။တချို့ကတော့ဒီလိုပဲယုံကြည်နေကြသလိုတချို့ကလည်းမဖြစ်နိုင်တဲ့ဒဏ္ဍာရီပုံမြင်တစ်ပုဒ်လိုပဲလက်ခံထားကြတာပေါ့။မိစေတို့ရောဘလို့ထင်မြင်ကြပါသလဲရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးခုလိုဖြစ်မှန်၆ချောက်ဖွဲရတွေကိုတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။